ဲ့အားလုံးပဲမြင်လာပါနေရတော့ကျွန်တော်ကိုရင်ကြော်ရတဲ့ကြက်ကုန်းပေါင်ကြော်လေးနဲ့ဆောင်းဖြစ်ပါတယ်အဲဒီနေ့ကုန်းပေါင်ကြော်လေးကိုဘယ်လိုကြော်လဲဆိုတဲ့ဟာလေးကိုကြာတော့ခဏတည်းကျတော့ဗီဒီယိုလေးတင်ကြမယ်ဆက်ဆောင်ကြည့်လိုက်ပါအောင်အားလုံးချစ်စစ်တင်ပါအားလုံးမြင်လာပါဒီနေ့မှာတော့ကျွန်တော်ကချက်ကမုံလေးကြော်ရမှာဖြစ်ပါတယ် အရင်ဆုံးအအပြီးရက်တွေကိုကြည့်ရမယ်ပြီးရင်အဲမုံနေအနေငယ်နဲ့နေရာနဲ့စသားလေးတွေကိုအကျွတ်ကျွတ်လေးကြော်လိုက်မယ်ပေါ့နော်ဟုတ်ပြီစသားတွေချက်ပြီဆိုရင်တော့အဲပကံနဲ့ဆယ်ရလိုက်ပါမယ် BYC ကိုတော့လို့တော့ပဲတော့မှာဆိုတော့ပိုးတဲ့စီတွေကိုခတ်ထားလိုက်ပါမယ်စီတွေပူလာပြီဆိုရင်စက်သွန်တွေအဲလီလာလေးကိုထည့်ပါမယ် ပြီးရင်ခုနကျော်ထားတဲ့စက်သားလေးတွေကိုဆက်လက်ပါမယ်အဲနေချင်းလောက်လေးကျော်ပြီးပါဆိုရင်တော့ခုနကအသင့်ကြီးရတဲ့ဒီရက်တွေထည့်မယ်ပေါ့နော်အဲ ငရုတ်ပွားအနီဟွာအစိမ့်ပါမယ်ဘန်ကော်ပီပါမယ်ဘုံလောင်းနီပါမယ်ပေါ့နော်အဲ့လေးထည့်ကြလိုက်ပါမယ်ဆိုမုန်ကြီးတို့အဖြူတော့ခဏနေမှထည့်ပါမယ်ဒါဆိုတော့မုန်ကြီးတို့အဖြူကြတော့အရန်နူးလွယ်နဲ့လွယ်ဆိုတော့အဲနောက်ဆုံးမှထည့်ပါမယ်အခုဒီအိုးလေးကိုထည့်ထားတဲ့အချိန်ကျွန်တော်ဗိုင်ရသမှမထည့်ရသေးဘူးပေါ့နော်အဲချက်ကြောင်မှတော့ငွေရဲ့အရသာတော့ပါပြီးရတယ်နည်းနည်းကြီးတော့ပေါ့နော်ဒီ way ဆိုရင်ဒီနည်းနည်းလေးလွယ်လာချင်မုန်ကြီး ထုတ်အစီအစဉ်ကိုဖက်လိုက်ပါတယ်ဒီတော့အရသာကိုဖတ်ထည့်ပါတော့မယ်အရသာအနေနဲ့ကျွန်တော်စာလေးအနေငယ်ထည့်ပါမယ်ကျွန်တော်ဒီနေ့ကြော်တဲ့ဂျက်ကုံးမောင်ကိုပြုစင်မတုံးတာပါအော် sorry ဒါဒီနေ့ကြော်တဲ့ဂျက်ကုံးမောင်ကိုဟာချူခင်းညုံမတုံးတာပါခင်ဗျာ အဲဒါလေးကတော့ပင်ကညာရဲ့အခြေကျူးတာအမှဆက်လွဲပါရဲ့ကိုကိုကပြင်နေတဲ့ဖြစ်လိုက်ပါတယ်အဲပြရအောင်အဲ့ဒီဘာရဲ့ကျွန်တော် QC လေးထည့်ပါမယ်ဒီတော့ကျွန်တော်စတင်ပြီးရအရသာလေးနှောက်အောင်အဲပိုပန်းပလန်လိုက်ဒီဘက်လည်းလည်းကျော်တော်ပြီးပါမယ်အဲဒီမှာကျွန်တော်တခုပြောချင်တာရှိပါတယ် ဒီချက်ကုန်းပေါ်ဆိုရင်ဒီငွေပြီး6တောင်းဒီလေးပေါ့နော်အဲ့ဒါလေးကိုစီဘူးထိုးပြီးတော့နည်းနည်းကျွတ်ကျွတ်လေးထည့်ကြော်ပို့ကောင်းပါတယ်ဒီနေ့မှာတော့ကျွန်တော်ကြော်တဲ့ချက်ကုန်းပေါ်မှာတော့အဲငွေပြီးတောင်းအနည်းလေးတော့မရလို့မထည့်လိုက်ပေါ့နော်ဒါမဲ့လည်းရတာတော့ကောင်းပါတယ် ကဲမကြခင်မှာတော့ကျွန်တော်ကိုယ်တိုင်ကြော်ရတယ်ဝင်ကြက်ကုန်းပေါင်လေးရတော့ colorful ရင်ဖြစ်တဲ့ကြက်ကုန်းပေါင်လေးရရှိပါတယ်မယ်ဟုတ်တယ်ပြီဆိုရင်တော့ချက်ပါပြီအဲ plate တင်လေးထလားလေးပြင်ပြီးွားပြီဆိုရင်တော့ခဏနေကြရင်တော့နေ့လယ်စာအဖြစ်သုံးဆောင်လိုက်ပါတော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာလည်းကျွန်တော်ကဗီဒီယိုတင်သွားမှာဘလို့ကျွန်တော်အားပေးကြဖို့လဲ ားလုံးဖိတ်ခေါ်ချင်ပါတယ် see you next video